okay hello အားလုံးမင်္ဂလာပါဗျာအခုကျွန်တော်မြန်မာစာပါဖုံးမရအောင်ဆိုပြီးတော့စဉ်းကျင်နေကြသူရှိတာစဉ်းကျင်ကြပါနဲ့အခုကျွန်တော်မြန်မာသူတွေတဲ့ mobile game မှာ official ကနေပြုလုပ်ပေးထားတဲ့ event တစ်ခုရှိပါတယ်အဲ့ဒီ event နေရာကြတော့အခုကျွန်တော်ဒီမှာပြထားတဲ့အတိုင်းပေါ့နော် Golden Match Attack event ဆိုပြီးတော့ရှိပါတယ် ။ခုဒီ event လေးမှာကြတော့ဖုန်းတွေပြင် power bank အိတ်ကောင်ပိုင်ကပြီးလို့ရှိရင်ချောင်းဝင်တန်းကန်သမဲတွေပြီးလို့ရှိရင် diamond တွေပါအများကြီးရနိုင်မယ့် event လေးပေါ့နော်။အဲ့ဒီ golden match special event ကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျွန်တော်ပြောပြထားဖြစ်ပါတယ်။ဒီကိုသွား event ကိုသွားပြီးလို့ရှိရင်ဒီမှာ golden match special event လို့ပြောရှိပါတယ်။အဲ့ဒီကနေတစ်ချက်ဒီမှာပေါ့နော်။ဒီခုဒီမှာကျွန်တော်ပြထားတဲ့အတိုင်းမှာစစ်သွားမျိုးနဲ့ရမှာဖြစ်ပါတယ်။ Okay ဒီတော့မှာဆိုလို့ရှိရင် mobile game မြန်မာလို့ရှာရှာပြီးလို့ရှိရင် mobile game မြန်မာ official ရဲ့ TikTok account ဝင်ပေါ့နော်။ပြီးလို့ရှိရင် Viber မှာရှိရဲ link တွေကိုနှိပ်ပေးပါနော်။ ီလိုမျိုးပေါ်လာပါလိမ့်မယ်နော်နောက်လိုအောင်မဲ့ဟာတွေကကျတော့ကျွန်တော်နောက်မှပြပေးထားပါရဲ့နော် okay ဖိုးမှာဆိုလို့ရှိရင် mobile ကြီးပပန် mm လို့ရှာလို့ရှိရင် follower 3.4 million ရှိရဲ့ mobile ကြီးပပန် mm ရဲ့ official account ဝင်ပြီးလို့ရှိရင်ကျွန်တော်ပြထားတဲ့ link ကိုနှိပ်ပေးပါတော့ဒီ link ကနေတစင်ဝင်ပြီးလို့ရှိရင်ဒီလိုမျိုးပွာလာပါလိမ့်မယ်အဲနောက် login ဆိုတဲ့နေရာလေးနှိပ်ပေးပါတော့ဒီလိုမျိုးပွာလာလို့ရှိရင် coin login ဆိုတဲ့နေရာလေးနှိပ်ပေးပါတော့အင်္ဂိတ်နဲ့ရောက်လာပြီးတော့ဒီပေါ်နာလေးမှာရှိရဲ့ကိုယ့်ရဲ့အင်္ဂိတ်နဲ့ပေါ်လာလို့ရှိရင်ရပြီပါတော့ ဒီအောင်လဲဖို့ဆိုရင်ကျွန်တော်တို့ဂိုးတရာလိုပါတယ်ဝမ်းတော့ဆိုရင်ပေါ့နော်ဒီဂိုးရအောင်ဘယ်လိုလုပ်ရမလဲဆိုတော့အောက်နားလေးမှာတက်လေးရှိပါတယ်တက်ကကြတော့နည်းမျိုးလာပါတယ် အပွဲတဲ့နဲ့ supporter ဆိုပြီးတော့နှမျိုးရှိပါတယ်။အပွဲတဲ့မှာကြာတော့ကျွန်တော်ဒီဘက်ထံမှာပေါ့နော် class ကြီးလွင့်ပြတော့ပေါ့နော်ကိုကြိုက်နေတဲ့ရာပေါ့နော်တခုကို10ဘက်ကစားရမှာဖြစ်ပါတယ်။ကဲကိုငါးရေးစစ်တပ်ဝင်လာရင်ပြီးလို့ရှိရင်ဒီဘက်ထံမှာပေါ့နော်ကစားဘက်20ပြီးအောင်ကစားရရင်ဒီမှာပြလာတဲ့အတိုင်းတက်စီလုံးပြီးလို့ရှိရင်ခိုးရရရှိနိုင်မှာဖြစ်ပါတယ်။အောက်မှာရှိတဲ့ supporter ကကြာတော့ကျွန်တော်တငယ်ချင်းတွေကို invite လုပ်အောင်မှာဖြစ်ပါတယ်။ Okay တငယ်ချင်းတွေကို invite လုပ်အောင်မလဲဆိုတော့ကျွန်တော်ဒီမှာပြလာတဲ့အတိုင်းကိုနေပြီးလို့ရှိရင်ခိုးမှရှိတဲ့တငယ်ချင်းကိုတော့ပို့ပြီး invite လုပ်လို့ရနိုင်ပါတယ်။နောက်တစ်ခုကကြာတော့ဒီအောက်မှာရှိတဲ့လူပုံလေးပေါ့နော်ဒီလူပုံလေးကိုနေ င်လို့ရှင် engage တဲ့ရှိတဲ့ friend တွေကို invite လုပ်လို့ရနိုင်မှာဖြစ်ပါတယ်။ Okay အခုကျွန်တော်ဒီမှာ goal တွေရတာပါတယ်။အဲ့ဒီ goal နဲ့ကျွန်တော်တွားပြီးတော့လက်ပြမှာဖြစ်ပါတယ်။ Okay အခုကျွန်တော်ဒီမှာကြတော့ကျွန်တော်စပြီးတော့ဘောင်လာလေးကိုရရှိသွားပါပြပါတယ်။အားသူ Ecology ပါအောင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို copy link နဲ့ view spot လေးနဲ့ပြီးတော့ကြပါ